အားလုံးမင်္ဂလာပါညီကိုညီကောင်းချမ်းမှချမ်းသာကြပါစေဒီနေ့မှကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်၄ပွဲရှိတယ်လက်ပါမတ်စ်ဘယ်ကာနိုဝူဘတ်နဲ့ဟော့ဖန်ဟဲမီလန်နဲ့ဘိုလော့ညာချန်ပီယံရှစ်ပလေးအော့ဖ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကိုဗင်ထရီနဲ့ဆန်ဒါလန်ပေါ့ဗျာစပိန်လာလီဂါပွဲစဉ်ဖြစ်တဲ့လက်ပါမတ်စ်နဲ့ဘယ်ကာနိုပွဲစဉ်မှာတော့အင်ရှင်အသင်းဖြစ်တဲ့လက်ပါမတ်စ်ကလည်း၄၀ရှုံးနဲ့ဘိုဝန်ကြီးနှလုံး80ရှုံးပေးထားပါတယ် ဆရာအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်အင်ရှင်အတင်ဖြစ်တဲ့လက်ပါမှာဆိုအဆင့်78မှာရှိတယ်30နဲ့နံပါတ်ပေါ့နော်ဒါတန်းစင်းစုံထဲမှာပါတန်းစင်းစုံထဲမှာပါဒီပွဲကိုရှုံးလို့မရပါဘူးတော်တော်လေးရေးကြည့်တယ်နော်ဘယ်လ်ကန်ကတော့အဆင့်8မှာရှိတယ်44မှာသူ့ရဲ့အချက်မှာဆယ်တာဘီကို46သူ့ရဲ့အောက်မှာဥစာဆူနာ44မာယော့ကာ44ပေါ့နော်ဒီနဲ့တင်းရပထမအကြောကိုကြည့်မှဆိုရင်ဝဲလ်ကန်ကိုရှုံးထားပါတယ် လက်ပါမတ်31နဲ့နိုင်ထားတယ်ဗောနော်ပထမအကြော့လက်ရှိကျွန်တော်တို့လက်ပါမတ်အသင်းရဲ့ကာရဖောင်6ပွဲကိုကြည့်မှဆိုရင်ဆယ်တာမီကိုတည်ရဆော့တယ်နိုင်ထားတာတော့ဂီတာဖေးကိုနိုင်တယ်ဗောနော်အတလီတီကိုမန်ဒစ်ကိုနိုင်ထားတယ်ဗောဗျာဘီလ်ဘာကိုရှုံးတယ်ဘလန်စီယာကိုရှုံးထားတာတွေ့တယ်ဗောနော်နောက်ဆုံးနှစ်ပွဲဆက်ကျွန်တော်ရှုံးထားပါတယ်သူရဲ့တိုက်ဆက်ကနောက်ဆုံးဆော့ခဲ့တဲ့6ပွဲမှာဆိုရင်ညကို၈ကို၈တဲ့ပေးကို၉ကို၈ရပါတော့နောက်တာမကောင်းဘူးဗျာနောက်တန်းတော်တော်လေးချတာတွေ့ရတယ် ပြီးတော့ဘယ်လ်ကန်ကိုရနောက်ဆုံးဆော့ခဲ့တဲ့ခြောက်ပွဲကိုကြည့်မှဆိုရင်အလာဘက်ကို2စီးနဲ့နိုင်တယ်ဂီတာဖေးကို1စီးနဲ့နိုင်တယ်ပေါ့နော်ဘလန်စီယာကိုတည်ဆော့ထားတယ်ပေါ့ဗျာအက်စမန်ညိုကို4စီးနဲ့ရှုံးတယ်တလီတီကိုဘီလ်ဘာကို31နဲ့ရှုံးတယ်အတလီတီကိုမက်ဒရစ်ကို3စီးနဲ့ရှုံးတယ်ဒီအသင်းကလည်းရကူ9ကူနဲ့ပေးကူ7ကူရှိရပေါ့နော်နောက်ဆုံးဒီဆော့ခဲ့တဲ့ပွဲစဉ်တွေမှာပေါ့နော်ဟုတ်တူဟတ်အနေထားကိုကြည့်ရမှာဆိုရင်ဒီနေ့တင်းတွေးခဲ့တဲ့နောက်ဆုံး၅ချိန်ကိုကြည့်မှဆိုလို့ရှင်တော့ ဘယ်ကန်တို့အသင်းက၃ချိန်နိုင်ထားတယ်လက်ပါမဆက်တဲ့2ချိန်နိုင်ထားတယ်လည်းတွေ့ရတယ်ပေါ့နော်နိုင်ဂျီးယားနိုးနေမှာတော့ကျွန်တော်ဒါလက်ပါမစက44ဘယ်ကန်တို့က33ပေါ့ဗျာလက်ရှိလိုအပ်နေတာကတော့အရေးကြီးတာတော့ပေါ့နော်ဒါကျွန်တော်ဘယ်ကန်တို့အသင်းကလည်း Europa Conference League တနေရာဝင်ခွင့်အတွက်ပေါ့နော်အဲ့ဒီနေရာမှာသူတို့လည်းကျွန်တော်ထင်တဲ့ချိန်ဝင်နေတယ်ထင်တယ်ပေါ့နော်လက်ပါမစက်အသင်းကလည်း32မှတ်ရထားတယ်သူ့အပေါ်မှာအလားပဲ35ပေါ့နော်ပုံမှန်တော့ပြတ်နေတာတွေ့ရတာပေါ့ဗျာ once to us မှာကြည့်မယ်ဆိုရင်လက်ပါမစအနိုင်ကို2စခွဲတရေကို4စနဲ့ဘယ်လကန်တို့အနိုင်ကို3စပေးထားတာတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်က5ဘောင်းအောက်ပဲကြိုက်ပါလေ5ဘောင်းအောက်ကိုကြိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီပွဲစဉ်ကတရေကြမလို့ကျွန်တော်3ထားမိတယ်ပေါ့နော်ကျွန်တော်ဘယ်လကန်တို့ဘောဒီကြိုက်တယ်ဘယ်လကန်တို့နဲ့5ဘောင်းအောက်ကိုကြိုက်ပါတယ်ပွဲစဉ်တစ်ပွဲကတော့ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘူပါနဲ့ဟော့ဖိုင်းတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော် ီပွဲစဉ်မှာကျွန်တော်တို့ပေးထားတာကတော့ဘူပအတင်းက level 40ရှုံးနဲ့ဘူပောင်းကြီး320ရှုံးတို့မှာပေးထားတာတွေ့ရတယ်ပေါ့နော်ဘူပအတင်းကတော့အခုနီးပြပေါ့နော်ကျွန်တော်နီးပြထုတ်လိုက်တယ်ပေါ့ဗျာကျွန်တော်နီးပြထုတ်မှကျွန်တော်ဒါအရင်နီးပြကြီးပေါ့ နောက်ထပ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဘူဘတ်နဲ့ဖော်ဖိုင်းတို့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body gear အင်ရှင်အသင်းပြတဲ့ဘူဘတ်က level 40ရှုံးကိုပေါင်းကြီး320ရှုံးဆိုတော့စတင်ကြီးတွေပေးထားတာတွေ့ရတယ်ပေါ့နော်ဇယားအနေထားကိုကြည့်မယ်ဆိုရင်အင်ရှင်အသင်းကအဆင့်7မှာရှိတယ်39မှတ်ပေါ့ဗျာဖော်ဖိုင်းရဲ့အသင်းကတော့အဆင့်15မှာရှိတယ်31မှတ်သူအောင်မှာဟန်ဒါဟိုင်း26မှာပေါ့ဗျာ။တန်လင်းတုံးနဲ့အနည်းဆုံးမှာရှိတယ်ပေါ့ဗျာ။ ဒီနှစ်သင်းရဲ့ကျွန်တော်ဆွဲခဲ့တဲ့ပထမအကျော့ပွဲသင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘူဘအသင်း1လीဆိုတဲ့ရလနဲ့နိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်။လက်ရှိဘူဘအသင်းရဲ့ကာရာဖောင်ကိုကြည့်မယ်ဆိုလုံးဝမကောင်းပါဘူး။သူတို့နောက်ဆုံးမှာတော့ကျွန်တော်တို့က10ပွဲသက်ပေါ့ဗျာ။လုံးဝနိုင်ပွဲပျောက်သွားတယ်ပေါ့။စိန်ဘောလီကိုတည်ရီဆော့တယ်၊မိန်းစ်ကိုတည်ရီဆော့တယ်၊ဂျန်နပွဲသင်းကအကုန်လုံးရှုံးထားတယ်ပေါ့နော်။ဟော့စ်ဘတ်ကိုရှုံးတယ်၊ဟန်ဒိုင်းကိုရှုံးတယ်၊ယူနီယံဘာလင်ရှုံးတယ်၊လိုက်စ်ရှုံးတယ်၊ဖိုင်းဘက်ကိုရှုံးထားတယ်၊ဒေါ်မွန်ကရှုံးထားတယ်။နောက်ဆုံး ဘုနက်စီကနပွဲသက်ဘူးတွေလည်းမတွင်ထားတာလည်းတွေ့ရတယ်ပေါ့နော်။ဟော်ဖိုင်ကိုကြည့်မှဆိုဟော်ဖိုင်ရဲ့နောက်ဆုံးဘုနက်စီကပွဲစဉ်တွေကိုကြည့်မှဆိုလို့ရှိရင်သူ short ထားတာပေါ့နော်။ဒါကာရဖောင်6ပွဲကိုကြည့်မှဆိုလို့ရှိရင်တော့တပွဲနိုင်တပွဲတည့်ရေပေါ့မိုချန်ကလန်ဘတ်ကိုတည့်ရေ short တယ်။မိုင်းစ်ကိုနိုင်ထားတယ်ပေါ့နော်။ဒီအတင်းကဂိုးကတော့တွင်းနိုင်တယ်ဗျာ။နောက်တန်းမကောင်းတာတစ်ခုပဲရှိရဲ။နောက်တန်းကတော့ခြားတယ်ဂိုးကတော့တွင်းနိုင်တယ်ပေါ့နော်။ head to head အနေထားတွေကိုကြည့်မှဆိုရင်ဒီနှစ်တင်းတွေ့ခဲ့တဲ့နောက်ဆုံး9ချိန်ပေါ့နော်။ ဒီချိန်က5ဘောကြာရင်မှတစ်ချိန်က5ဘောဖြစ်ထားတယ်တွေ့ရတယ်။နောက်ဆုံးတွေ့ကြတဲ့5ချိန်မှာဆိုလို့ရှိရင်ဘုဘအတင်းက2ချိန်နိုင်ထားတာတွေ့ရတယ်။ဟန်တိုင်းကတစ်ချိန်နိုင်ထားတာပေါ့နော်တစ်ချိန်တော့တိတ်ကြာထားတယ်တွေ့ရတယ်။နိုင်ဂျီယာနုံးနေမှာဘုဘအတင်းက44ဟန်တိုင်းကနိုင်ဂျီယာနုံးနေမှာတော့ဘုဘအတင်းက44နဲ့ဟော့ခိုင်းအတင်းက34ရာခိုင်နှုန်းဆိုမှပြေးထားတာတော့တွေ့ရပါတယ်။ Once to us မှာဆိုရင်ဘုဘအနိုင်ကိုနှစ်ဖက်ကွဲ တရေကို၄စာနဲ့ဟောပိုင်းအနိုင်ကို၃စာပေးထားတယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော်ဘိုးတင်းလူစကောရက်ဆိုတာစိုက်တယ်ဗောနော်ဘော်ဒီမှာတော့ကျွန်တော်ဟောပိုင်းစိုက်တယ်ပင်ဘိုးပေါင်းအပေါ်ကိုစိုက်ပါတယ်ခင်ဗျာမိုင်းစပရိုက်မဲ့လူတွေကတော့ဘိုးတင်းလူစကောရက်ဆိုတာရိုက်ကြည့်ဗောနော်ကျွန်တော်ဟောပိုင်းဘော်ဒီနဲ့ဘိုးပေါင်းအပေါ်စိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့အီတလီ Serie A ဗောနော် AC Milan နဲ့ဘောလုံးညာရောရပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်ကတော်တော်လေးကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်ပေါ့နော် AC Milan တဲ့နဲ့ဘိုလုညာတို့ပွဲစဉ်မှာတော့တော့ပေါက်ချီပေါ့နော် AC Milan level 20ရှုံးတာပေါက်နေတာတွေ့ရတယ်။ဂိုးပေါင်းကြီးကနှလုံး90ရှုံးပါဗျာ။ဒီနေ့တဲ့နောက်ကဥရောပဝင်ဖက်တနေရအတွက်ကျွန်တော်တို့အပြိုင်ဖိုင်ဖြစ်နေတယ်ပေါ့ဗျာ။ AC Milan အတင်းကတော့အဆင့်9မှာရှိရ59မှာဘိုလုညာက62မှာအဆင့်9မှာရှိတယ်ပေါ့ဗျာ။ AC Milan တဲ့ကတော့အင်ကွင်းမှာဆိုလို့ရှိရင်စုစုပေါင်း3မှာရှုံးထားတယ်ပေါ့နော်။ဘိုလုညာအတင်းကတော့အဝေးကွင်းမှာဆိုရင်4မှာရှုံးထားတာလည်းတွေ့ရတယ်ပေါ့နော်။ ဒီနှစ်သိန်းရဲ့ပထမအကျော့ပွဲသင်းကိုကြည့်မယ်ဆိုရင်ဘိုလောညာအသင်းက2-1ဆိုတဲ့ရလာနဲ့နိုင်ထားတာတွေ့ရတယ်။လက်ရှိ AC မီလန်အသင်းရဲ့ကာရာဖောင်၅ပွဲကိုကျွန်တော်ကြည့်ရမယ်ဆိုရင် AC မီလန်အသင်းက၃ပွဲနိုင်တဲ့ပွဲတည်ရတဲ့ပွဲရှုံးထားတယ်ဗောနော်။ဒါနိုင်ထားတာကတော့ Udinese ရှိမယ်၊ Venezia ရှိမယ်၊ Genoa ရှိမယ်ပေါ့ဗျာ။ရှုံးထားတာတွေကတော့ Atalanta 1-0နဲ့ရှုံးထားပါတယ်။ဘိုလောညာကိုကြည့်မယ်ဆိုရင်ဘိုလောညာရဲ့နောက်ဆုံးကာရာဖောင်၅ပွဲကြည့်မယ်ဆိုရင်တပွဲနိုင် တော်မွေးတည်ရေတပွဲရှုံးပါနော်ဂျူဝင်တတည်ရေဦးဒီနဲ့တည်ရေပါနော်ဘုရောညာအသင်အဝေးဝင်းရအောင်နည်းနည်းလေးပါနော်ညံ့တယ်လို့ပြောရမှာနည်းနည်းလေးချတယ်ပါနော်ဟာတူရက်အနေဓာတ်တွေကိုကြည့်မယ်ဆိုရင်နောက်ဆုံး၅ချိန်မှာဆိုရင်အဲအစီမီလန်အတင်းက2ချိန်နိုင်တယ်ဘိုလောညာ2ချိန်နိုင်ပြီး2ချိန်အပြည့်ချထားတယ်တွေ့ရတယ်။နိုင်ဂျီယာနောမှာတော့အစီမီလန်38ဘိုလောညာ38ပေါ့ဗျာ။ Mice to Osma ဆိုရင် Assimilan NASA ကွဲတည်ရီဘူးလေးစားနဲ့ဘူလောညာအနိုင်ကိုတုံးစားလောက်ပေးထားတာတော့တွေ့ရတယ်ဗောနော်ဒီပွဲစဉ်မှာနှလုံး90ရှုံးထွင်ကျွန်တော်ဂူပေါင်းအပေါ်ပဲခြိုက်တယ်ဗျာဂူပေါင်းအပေါ်ခြိုက်တယ် body မှာကျွန်တော်ဗောနော်ဒါလက်ရှိကျွန်တော်ဒီပွဲစဉ်မှာတော့ကျွန်တော်ဂူပေါင်းအပေါ်ခြိုက်ပါတယ် body မှာကျွန်တော်အောက်ကင်းဖြစ်တဲ့ဘူလောညာခြိုက်တယ်ဗောနော်ဘူလောညာပဲခြိုက်ပါ နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Championship Playoff ပေါ့နော်ဒါ Semi Final Coventry နဲ့ Sunderland ပေါ့နော် Coventry က Leverkusen ဆက်ရှုံးဘူးပေါင်းကြီးနှလုံး20ရှုံးပြမှာပေးထားပါတယ်ဒီပွဲစဉ်တော့တော်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 ပဲကျွန်တော်ပြောမယ်ပေါ့နော်အများကြီးမပြောဒီပွဲစဉ်မှာကျွန်တော်အာကျွန်တော် Coventry ကြိုက်တယ်ပြီးဘူးပေါင်းအပေါ်ကြိုက်ပါတယ်ဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်အာကျွန်တော်ဒါ စပိန်လာလီဂါမှာဆိုရင်ဘယ်လ်ကာနိုနဲ့ဂိုဘောင်းအောက်ဒါဂျာမန်ဘွန်ဒက်စ်လီဂါမှာဆိုဟော့ဖိုင်းနဲ့ဂိုဘောင်းအပေါ်ပေါ့နော်ပြီးလို့ရှိရင်အီတလီစီးရီးမှာဆိုဘိုလောညာနဲ့ဂိုဘောင်းအပေါ်ပေါ့ဗျာဒီပလေးအော့ဖ်ပွဲစဉ်မှာဆိုရင်ကိုဗင်ထရီနဲ့ဆန်နာတို့ပွဲစဉ်မှာတော့ကိုဗင်ထရီနဲ့ဂိုဘောင်းအပေါ်ပေါ့ဗျာအလုံးအစင်ပြေကြပါသေးဗျာမနေ့ကတော့အိမ်မှာလည်းမီးပြတ်တယ်ဗျာဘောတော့လုံးလို့လုံးဝအစင်မပြေဘူးအစင်ပြေတယ်လို့တင်ပြလိုက်တယ်ဒီကိုယ်တော့အလုံးအစင်ပြေကြပါလေကျမခန္ဓာကြပါသေးဗျာ